အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ audiobook by ooffish ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးသွားမှာကတော့ရွှေတဂုံဖျားဘော်ကအဝိစာကြီးများအကြောင်းပဲဖြစ်ပါတယ်ရွှေတုံဆရာတော်ဘုရားကြီးကအိမ်မှာ၃ညခန့်တစ်နှစ်လင်နှစ်ကြိမ်အပူဇော်ခံလေးရှိပါတယ်။တနေ့ကောဧည့်သည်ယောဂီများလာရောက်လှူဒန်းခြင်းတရားလျှောက်ထားကြ၍ဆရာတော်ကြီးကအယံပင်ပန်းလှပါရယ်။အဲ့ဒီအတွက်ကြောင့်မနက်ပိုင်းမှာဆရာတော်ကြီးကအညောင်းပြည့်စည်ရန်အတွက်ဥရိစာရ အဝိုင်းအနီးမှာရှိတဲ့ကန်တော်မင်းပန်းချံတို့ကားဖြင့်ခေါ်ဆောင်ခဲ့ပါတယ်။ဆရာတော်ကြီးနဲ့ကျွန်ုပ်ပန်းချံအတွင်မှာလမ်းလျှောက်နေတဲ့အချိန်မှာကျွန်ုပ်ကတပည့်တော်တခုတီးချင်လို့ပါဖေ။ဝိဇ္ဇာဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာနေကြပါသလဲ။ဒီလိုမေးလိုက်တဲ့အချိန်မှာကန်တော်မင်းပန်းချံမှာနေ၍ရှီတကုံဖျားကြီးကိုကောင်းစွာမြင်နေရပါတယ်။ဆရာတော်ဖျားကြီးကလမ်းလျှောက်နေရင်ရုတ်တရက်ရက်လိုက်ပါတယ်။တမာတိဝင်စားလိုက်တယ်။ ရွှေဒဂုံဖျားကြီးစီတို့လမ်းမျောကြည့်လိုက်ပြီးလက်ညိုနဲ့ညွှန်ပြလိုက်တယ်။ကနော်မင်းပန်းချံမှရှင်လင်းစွာမြင်နေရတဲ့ရွှေဒဂုံဖျားကြီးရဲ့အနောက်တောင်တောင်အောက်ပစ်စရံနေရာကြီးဖြစ်ပါတယ်။လူသွားလာရန်နေတယ်။ထုတ်ခေခါကအပတ်လန်းဖြစ်ပါတယ်။ဆရာတော်ကအဲ့ဒီနေရာမှာလေဝိဇာဆိုတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲသူတို့နေတဲ့နေရာပေါ့။အရှင်ဖျားသူတို့ဘာတွေလုပ်နေပါသလဲ။ အလုတ်တွေရှုပ်ကြတဲ့ပုံကိုရေးတဲ့ဆိုင်ရဆိုင်ရအလုတ်တွေကိုလုံနေကြတယ်အားတဲ့သူလည်းမတွေ့ဘူးနားတဲ့သူလည်းမတွေ့ဘူးအရှင်ဖုရားဘလို့ပုံတံတွေလဲဖုရားအဝိတ္တွေကလည်းအမျိုးမျိုးတမျိုးကြီးပဲမုတ်ဆင်မွေးကြီးတွေကလည်းအရှိကြီးတွေနဲ့ဝိဇာတွေကအပယ်လွတ်ကြပြီလားဖုရားအပယ်လေးပုံကလုံးဝစိတ်ချရပြီလားဖုရားစိတ်မချရဘူးကိုသွားချင်တဲ့ဘုံကိုရောက်အောင်သွားနိုင်တဲ့သင်္ခါနုပခောဉဏ်ကိုရမှသာလျှင် ဆုံချီပြန်ချီနဲ့ပါရမီဖြည့်လို့ရမှာဖျားစုပန်လို့ဒီဝိစာရီဟာတန်တရာအယမ်းရှိတဲ့ပုံကိုယ်တွေပဲပတိစိတ်တဲ့သူတွေအပေတကားပိတ်ဖို့စိတ်မချတော့ဘူးလားအရှင်ဖျားလို့ကျွန်တော်ကမေးမြန်းတဲ့အခါမှာတော့ဆရာတော်ဖျားကြီးကပေါင်မြောက်အောင်စိတ်ပါကိုသွားလို့ရသွားနိုင်တဲ့ဘုံကို မသိခင်ကလေးကရောက်အောင်သွားနိုင်တဲ့အထိပတိကိုပေါင်မြောက်မှစိတ်ချရတယ်။ဒါမှမဟုတ်ရင်တန်တရားထဲမှာမြုပ်ချီတလဲပေါ်ချီတလဲပဲလို့အမိန်ကြားတော်မူခဲ့တာပဲဖြစ်ပါတယ်။